စစ်ကောင်မရှင်ကပြုတ်လုံးမယ်ရွေးကောက်ပွဲဟာမဲစင်းတွေအတော်လေးမှားနေကြောင်းဘူးလက်လာဆွေက ထုတ်ပြောခဲ့တော့ပွဲဆူခဲ့ပါသေးတယ်။သူတို့ရဲ့အမာခံလူပုဂ္ဂိုလ်ကိုယ်တိုင်က ထုတ်ပြောလာတာဆိုတော့အခြေအနေက အတော်ဆိုးလို့ဆိုတာနားလည်ကြမှာပါ။ဘလောက်တောင်လွဲတယ်လဲဆိုရင်ကြန့်ခိုင်ရေးပါတီဥက္ကဋ္ဌဦးခင်ကြီးတောင်မဲစင်းရင်မှာမပါခဲ့လို့ပြန်ပြင်ခိုင်းရပါတည်း။အဲ့ဒီနောက်မှာတော့လာဝကဝင်ကြီးဆိုသူကိုယ်တိုင်က မဲစင်းနေမှာကြောင်းထုတ်ပေါ်ဝင်ခံခဲ့ပါတယ်လူတွေကစိတ်မဝင်စားလို့တွားပြီးမကြည့်ကြပါဘူးတကယ်များကြည့်လိုက်ကြရင်ဘယ်လောက်တောင်တက်တွက်ခါမှားနေမလဲဆိုတာမခံမနိုင်လောက်အောင်ပါပဲအမှန်ကတော့ဒါကဘာမှမထူးဆန်းပါဘူးမလာလက်ထက်မှာဘယ်ဟာကမှအမှန်ကန်ဆိုတာမရှိနိုင်ပါဘူးအာနာရှင်ပုံစံအုပ်ဆိုးနေတဲ့အချိန်မှာ ရိုသေးသေးအောင်ဟန်ဆောင်နေကြပြီး ကွယ်ရမှာဘသူကမှအလုတ်ကိုအလုတ်နဲ့တူအောင်လုပ်နေကြတာမျိုးမရှိပါဘူးအားလုံးကဝစ်ကြေတန်းကြေပဲလုပ်နေကြတာပါလုံကြုံရေးစီရေးဦးစားပေးတဲ့အောက်မှာအမှန်တကယ်လဲဘယ်ဟာမှလုပ်လို့မရကြပါဘူးလာဝကဝင်ကြီးပြောတာလဲအမှန်ပါအခုချိန်မှာဘယ်ဝင်ကြီးဌာနမှာအလုပ်ဖြစ်အောင်မလုပ်နိုင်ကြဘူးဆိုတာအဲ့ဒီဌာနကဝန်ထမ်းတွေ ကိုယ်တိုင်ထုတ်ပြောနေကြတာပါပဲ NLD လက်ထက်မှာ2020ရွေးကောက်ပွဲတုန်းက လဝကစရင်2014တကောင်စရင်နဲ့တနည်းကြိုပြီးအိမ်ပေါက်စိတ်ကောက်ယူထားတဲ့စရင်အဲ့ဒီစရင်၃မျိုးကိုတိုက်ပြီးတော့မဲစရင်ထုတ်ခဲ့တာပါအဲ့ဒီထဲမှာလဝကစရင်ဆိုတာက မှားနိုင်ကြီးအများဆုံးစရင်ဖြစ်ပါတယ်ဒါကြောင့်ကြံစရင်နှစ်ခုကနေအတိကယူတာဖြစ်ပါတယ်အဲ့ဒီတုန်းကတကောင်စရင်ကအတော်လေးတိတိကျကျကောက်ယူထားတာဖြစ်လို့အားကိုရတဲ့အနေအထားဖြစ်ပါတယ် အခုမဟာလလက်ထက်မှာကောက်တဲ့သကောင်စင်းက အဖြစ်ပဲကောက်သွားတာပါပြည်သူတွေအားလုံးမျက်မြင်ကိုတွေ့ပါပဲဝိကြေတန်းကြေတဲ့ကိုရော့တဲ့အနေအထားဖြစ်ပါတယ်